မုံလာဦးပိုးဒီတုတ်လီဒီနေ့လှုပ်ရှားဖြစ်ပါတယ်ရှင်။အရင်ဦးဆုံးကျမတို့ပိုးဒီလီပါမယ်။မုံလာဦးကိုအခွန်ခွာပြီးတော့မှတက်တဲ့အနေထားလီမယ်။ပြီးရင်ဒီဇောင်းလေးထက်လီပါမယ်ရှင်။ဒါဆိုရင်တော့မုံလာဦးပိုးဒီပုံစံလေးရလာပြီပေါ့နော်။အဲ့ဒါကိုကျမတို့စားနဲ့ရှာလကာရီထည့်ပါမယ်။ကျမကတော့ apple cider vinegar သုံးပါတယ်။ရိုးရိုးရှာလကာရီလည်းရပါတယ်နော်။အဲ့ဟာကိုကျမတို့စားနဲ့နေပြီးသွားလို့ရှိရင်၃နာရီလောက်နှက်ထားပေးလိုက်မယ်။မြေပဲကိုလည်း တိုင်းပဲကျမကလော်ပါတယ်။အာလော်ပြီးသားကိုလည်းဝယ်ပြီးတော့လည်းတုံနိုင်ပါတယ်။ကိုယ်တိုင်လော်ပြီးတော့မှတုံမယ်ဆိုရင်တော့ပို့ပြီးတော့မှလက်ဆက်ပြီးတော့အတုံးအနှံ့ကလည်းပုံမွေးရဲပေါ့နော်။လော်ပြီးရင်တော့အခွန်နေချွတ်ထုတ်လိုက်မယ်။ပြီးရင်တော့ကျမတို့အတုံးစလုပ်ပါမယ်။စိန်ထားတဲ့မုံလာဥတွေကိုကျမတို့အရင်ညှစ်ထုတ်လိုက်ပါမယ်။မိမိအတွက်ငံတယ်ထင်ရင်တော့ရေနဲ့တစ်ခေါက်ထပ်စီလိုက်ပါပေါ့နော်။ရေနဲ့စီပြီးသွားရင်တော့ရေတိချာစွာညှစ်ဖို့လိုပါတယ်။မြေပဲလော်ထားတာလေးကိုကျိတ်မယ်။အဲဟာလေးထည့်မယ်။အရသာ အနေနဲ့စားအချို့မဟုတ်တကြငံပြရီပဲငံပြရီနဲ့ငယ်သည်ကြက်မုံနဲ့အာစီချက်လဲထဲ့တဲ့ကျက်သွန်နီကြော်တာထားရှင်ကြော်တာထဲ့မယ်အကယ်၍အစိမ့်ကြိုက်တဲ့သူဆိုရင်တော့အစိမ့်ထဲ့ပေါ့နော်နန်းလော်လေးပါထဲ့ပြီးတော့မှအားလုံးကိုရောတုပ်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့အရသာရှိတဲ့မုံလာ ဥပိုးဒီတုပ်လီရပါပြီရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်